တန်ဆွမ်းတဲ့စိတ်တွေအိပ်ပျော်ဖို့ကြိုးစားရတဲ့အခိုက်အတန့်ဟာတကယ်မလွယ်တာပါဘယ်လိုအိပ်ရမလဲလို့ဘယ်ဆောင်းညာလှဲနဲ့အတွေ့တွေကပဲအနိုင်ယူသွားတတ်တာများတယ်လို့အိမ်မက်ကို တောင်းတနေတဲ့ကောင်မလေးကညှိတွားတယ်။သူမရဲ့ခေါင်းလေးကအတင်းပြောပြီပေါ့မျက်စိစုံမိတ်အိပ်ဖို့ဥတီတာမှမဟုတ်တာမရေရာတဲ့အတွေ့တွေကိုဆွဲဖမ်းပြီးထောင်ချောက်စင်အိမ်မက်ဖွဲ့ဖို့ကြိုးစားနေတဲ့မြတ်အိပ်ပျော်မှာမဟုတ်ဘူးလို့ဆိုရယ် ညာမီကလည်းမိတ်တုံမိတ်တုံနဲ့အတန်ပြူတယ်။ဟုတ်ပါလုပ်ငန်းတစ်ခုရဲ့အကျိုးအမြတ်ကိုလက်တွေ့စဉ်းစားအကောင့်ထဲမှာဖော်ပဲဟိုလူအားကိုဒီလူအားကိုမဖြစ်ခင်အပြစ်ကြီးပဲမြင်နေပြောတတ်တဲ့အဲ့ဒီကောင်မလေးကိုမုံလိုက်တာလမ်းကြောင်းတစ်ခုကို ကိုခွန်အားနဲ့ဖောက်ထွက်ဖို့မကြိုးစားပဲစိတ်ကူးတွေကိုချစီရင်လေတဲ့အိမ်ဆောက်စနစ်မရှိတဲ့လှုပ်ဆောင်မှုတွေက အနာတက်မလှလေတမျှသူများကိုကြီးလည်းမြို့ထိုး ကံကိုလွှဲချကိုအပြစ်တော်မြင်အောင်မကြည့်သူများဆိုရင်တော့ကိုချင်းမစားတတ်ဘူးတရားမရှိဘူးလို့သူခကြီးဥအောင်ပြောပြောနေတဲ့တဲ့အဲ့ဒီကောင်မလေးကို ဟုတ်တယ်ငါလည်းအယံဘုံနေလို့ပတ်စံအကလေးကဝင်ပြောတယ်မတန်ဆွမ်းနေကိုအင်ကအထက် မတန်ဆွမ်းနေစိတ်တွေကိုပိုင်ဆိုင်ထားတဲ့သူတွေက သူတို့ကိုယ်တိုင်ကန့်တတ်ထားတဲ့ဘောင်အတွင်းနေပြစ်လိုက်သူတွေသူတို့ကမုန်းဖို့ကောင်းတယ်လို့ တနာဖို့လဲကောင်းတယ်။အဲ့ဒီလူတွေကိုပတ်ဝန်းကျင်ကလည်းစိတ်အရေးအသွေးမပြည့်တဲ့သူအဖြစ်ဒီတူသတ်မှတ်ထားကြတယ်လေ။